ဟိုတယ် vibe ကိုအပြည့်အဝခံစားရရှိမဲ့ attitude support ညီကုံတို့ကိုလူကြီးမင်းတို့ထမိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီကုံတို့ရဲ့အတွင်းကဖွဲ့စည်းပုံတွေကတော်တော်လေးကိုလှပါကြကျွန်တော်အထက်မှာသေးစိတ်လိုက်ပြပြပါမယ်ခုမြင်တွေ့နေရတော့အောက်ထက် lobby ပဲဖြစ်ပါတယ်ဖွဲ့စည်းပုံလည်းတော်တော်လေးကိုလှပါကြအပေါ်ထက်မှာဆို music room ထပ်မံဖွဲ့စည်းပေးထားပါတယ်ဒါကတော့ midi room ပဲဖြစ်ပါတယ် fitness center ကလည်းတော်တော်လေးကိုကျေပါရကြရီကူကန်ကလည်း360ဖွဲ့စည်းပေးထားတော့တွေ့ရပါတယ်စံတော် area တွေမှာရှိတဲ့ restaurant ကိုပဲဖြစ်ပါတယ် ကျွန်တော်ခုပြပေးမှာတော့30 square meter one bedroom ဆာမဖြစ်ပါဘူး။ဒီခန်းကိုဝင်လာချင်းဘယ်ဘက်ချမ်းမှာဆိုရင် bedroom အိတ်ခန်းထားပြီးတော့တွေ့ရပါတယ်ဗျ။ဒါကတော့ living room area ပဲဖြစ်ပါတယ်။ဒါကတော့ kitchen ပဲဖြစ်ပါတယ်။ဖွဲ့စည်းပုံတော်လေးကိုလာပါတယ်ဗျ။ကဲရမှာဆိုရင် toilet ဖွဲ့စည်းပေးထားပါတယ်။ကျွန်တော်ခုပြပေးမှာတော့73 square meter two bedroom ဆာမဖြစ်ပါဘူး။ဒါတကယ်ဝင်ရမယ့်အခန်းပုံစံမျိုးဖြစ်ပါတယ်ဝင်လာချင်းမှဆိုကစ်ချင်ရှိပါဗျဒါကတော့ living room area ပဲဖြစ်ပါတယ်တော်တော်လေးကိုကျေပါဗျ ဒါတော့ပထမအိတ်ခံပဲဖြစ်ပါတယ်ဒီဘက်ချက်မှာဆိုရင်ပက်ဒရွန်အိမ်တိုင်းချူကန်ဖွဲ့စီပေးတာပါဗျဒါတော့ဒုတိယအိတ်ခံပဲဖြစ်ပါတယ်သူရဲ့ကဲမှာဆိုရင်တော့ဒီချူကန်ကန်ဖွဲ့စီပေးတာပါဗျအဲ့တော့စန်တော်အေရီယာတွေမှာရှိတဲ့ လက်ဆွေကုန်လုံးစေဝန်ဆောင်လို့ဖြစ်ဖြစ်လူကိုယ်တိုင်လည်းရောက်ကြည့်ရှုလို့ဖြစ်ဖြစ်အောက်မှာပေးထားတဲ့ Fiber နဲ့ဖုန်းနံပါတ်မှာဆက်သွယ်မိများဆိုစမ်းနိုင်ပါတယ်။ထိုင်းနိုင်ငံမှာရှိတဲ့ကုန်လုံးနဲ့လုံချင်းဝင်မယ်ဆိုတော့ GNG Thai Hospital ကိုဆက်သွယ်မိများဆိုစမ်းနိုင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။